ကာဝဲဖြစ်ပြပဲဖြစ်ပါနော်ဝင်ဝင်ချာလို့ရတဲ့အကောင့်ဘယ်လိုမျိုးစစ်စစ်မှလဲကျွန်တော်လည်းသူ live ပြီးကြည့်မယ်နော် Facebook တဲ့ဝင်လိုက်မယ်ဒါဆိုရင်ဒါကတော့ကျွန်တော်ရဲ့ Facebook အကောင့်ပါနော်နောက်ထပ်မှဆင်ကျွန်တော်တို့တွေကပေးမှာသွားစစ်မှာဖြစ်ပါတယ်အခုကျွန်တော်ပြောပြမယ့်ဟာကတော့ပေးမှာသွားမှာဖြစ်တဲ့အတွက်ဒီကောင်လေးကိုနှိမ့်လိုက်မယ်အဲပြီးရင်ကျွန်တော်တို့တွေကဒီအောက်မှာအလံပုံလေးနဲ့ PEG ရဲ့ပေ့ကိုနှိပ်လိုက်မယ်။နော် ပြီးရင်ညီလာရောက်လာပြီဆိုရင်ကျွန်တော်ရဲ့ပေ့တဲ့ကိုကျွန်တော်ဝင်သွားမှာဖြစ်ပါတယ်နော်ဒီမှာဆိုရင်ကျွန်တော်ပေ့ရအများကြီးရှိတယ်နော်ဒီမှာဆိုရင်အာဝီဖြူ BFP ဆိုတဲ့ထဲကိုဝင်มาဖြစ်ပါတယ်ဒီအပေါ်ကနောက်ခုကကျွန်တော်ရဲ့တငယ်ချင်းကျွန်တော်ကိုမြန်မာပြည်ကရှိတဲ့သူတွေသူတို့ရဲ့အကောက်ပါနော်ဒါတွေကသူတို့ကဘာလဲဆိုတော့အဲ့ဒါမြင်ခတ်တာဖြစ်ပါတယ်နော် ောက်ပြီးဒါဆိုရင်ဝေဖြိုးဝေဖြိုး BFP ကိုတဲ့ဝင်လိုက်မယ်။ဒါစီဒီထဲကိုရောက်လာပြီဆိုရင်ကျွန်တော်တို့ဒီအောက်မှာ sweet ကိုနေထက်နေလိုက်မယ်။ C ကိုထက်နေတော့ဒီလိုမျိုးထပ်ပြီးတော့ပေါ်လာမယ်။ပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီမှာဆိုရင်ကျွန်တော်တို့ဒီစစ်ဆေးရမှာဖြစ်ပါတယ်နော်။အဲကျွန်တော်တို့ဒီနေမှာ profile ထဲကနေဝင်လို့လည်းရတယ်။ဒါမှမဟုတ်ဒီမှာဆိုရင်အဲ ဒီပုံစံလည်းဝင်လို့ရတာပေါ့နော်မိစီတို့ကြိုက်တာဝင်လို့ရပါတယ်နော်ကျွန်တော်ကဒီမှာမြင်းတုံးလိုင်းရှိတဲ့ဟာကိုပဲဝင်လိုက်မှာဖြစ်ပါတယ်နော်ဒီမှာနော် professional dashboard ပေါ့နော်အဲ့ဒီကောင်လေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ဒီကောင်လေးကိုနှိပ်လိုက်ပြီဆိုရင်ဒါကျွန်တော်ရဲ့ page account ပေါ့နော်အပိအကောက်ထဲမှာဆိုတော့မိစီလို့ကျဲမှာဝင်ပြီးတော့ကြည့်လို့ရရပါတော့။ဒါဆိုရင်ကျွန်တော်တို့တွေကဒီအပေါ်လေးကိုနည်းနည်းလောက်ဆွဲတင်လိုက်ပါတော့။နည်းနည်းဆွဲတင်လိုက်မယ်။ အဲဆွဲတင်လိုက်ပြီဆိုရင်ကျွန်တော်ဒီအောက်မှာဆိုရင်သူတို့ပြပေးထားတယ်ပေါ့နော်မိတ်ဆွေတို့ကြည့်ကြည့်လိုက်ဒီမှာဆိုရင် play out ရှိမယ်ဒီမှာစတာရှိမယ်ပေါ့နော်အဲဒီကောင်တော့ဘာတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်အဲဒီကောင်တော့ဘာမှတော့မပြီးပါဘူးနော်အဲပြီးရင်ကျွန်တော်တို့ဒီကအကုန်လုံးကြီးရှင်တယ်ဆိုရင်ကျွန်တော်တို့ဒီကနောက်ထပ်မှာလည်းကိုကြည့်ရမယ့်အရာဒီမှာ CO ဆိုတဲ့ဟာတစ်ချက်လောက်နေလို့လည်းရရပါတော့နော်အဲ့ဒီကောင်မနေရှင်ဘူးဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်မှာ အာခေါင်းစဉ်တွေအများကြီးရှိတယ်เนาะအာခေါင်းစဉ်ဒီအပေါ်မှာလည်းရှိတယ်ဒီမှာခေါင်းစဉ်တွေရှိတယ်เนาะအိုးတောင်ဆုံးမှာအမိုဒီတိုက်စရှင်ဆိုပြီးတော့ရှိရเนาะဒါဆိုရင်ဒီနောက်ဟိုတနေ့ဆွဲပြီးတော့ဒီမိုဒီတိုက်စရှင်ကိုနှိပ်တော်လို့လည်းရတယ်เนาะမိုဒီတိုက်စရှင်နှိပ်လိုက်ပြီးစဉ်ဒီလိုမျိုးပေါ်လာလိမ့်မယ်เนาะအကုန်လုံးပေါ်လာလိမ့်မယ်ဒါဆိုရင်ကျွန်တော်ဆန္ဒနောက်ပြန်ဆောက်ပြီးတော့ဒီမှာဟုံးပြန်နှိပ်လိုက်မယ်เนาะ အဲ့ဒါဆိုကျွန်တော်အောက်က CEO ဆိုတဲ့တခုကို monetization CEO အဲဆိုတဲ့စာလုံးကိုတစ်ချက်တော့နှိပ်လိုက်မယ်ဒီ CEO နှိပ်လဲဆောနာဟာနဲ့တူတူပါပဲเนาะမိစီတို့ကြိုက်တဲ့နေရာမှာဝင်လို့ရလာဖြစ်ပါတယ်เนาะဒါဆိုကျွန်တော်တို့နေမှာဒီအောက်မှာဆိုရင်တော့ point ရှင်းတယ်ဆိုရင်တော့ကျွန်တော်တို့နေရာမှာမလုပ်ရမလဲဆိုရင်ဒီတော့တယ် point အောင် real view file တင်ရမှာဖြစ်ပါတယ်เนาะအဲ EDF on real ကိုတင်ရမှာဖြစ်ပါတယ်အဲပြီးရင်ကျွန်တော်တို့ဒီက အဲတရားမှာဆိုရင်ဘောနဲ့ဆိုတာဓာတ်ပုံပေါ့နော်ပြင်ပြီးသားတဲ့ဓာတ်ပုံကိုထက်ခါထက်ခါတည်းလည်းပြင်လို့မရဘူးအတက်အတက်ရိုက်ပြီးတော့မှပြင်ရမှာဖြစ်ပါတယ်နော်အတက်မရိုက်ရှင်ဘူးဆိုရင်ဒါမိတ်စီတို့နည်းနည်းဖြတ်တာတို့အဲအဲ့လိုမျိုးတွေလောက်ရမှာဖြစ်ပါတယ်နော်အဲဒီအောက်မှာတော့ဗီဒီယိုဖိုင်ပေါ့နော်အဲဗီဒီယိုဖိုင်အဲပြောရမှဆိုရင်ဒီဗီဒီယိုဖိုင်လေးကိုမိတ်စီတို့တင်ရမှာဖြစ်ပါတယ်နော်နောက်ဆုံးအောက်မှာကတော့ light လွိတဲ့ဟာပေါ့နော် စကွင်းရှိကလိုက်လို့တဲ့ပုံစံလေးနဲ့အဲ့ဒါမင်းမေးစီတို့လိုက်လို့တဲ့မိနစ်ပေါင်းပေါ့နော်။အဲသူတို့တတ်မှတ်ပြီးသားတဲ့တတောင်းနဲ့အာတတောင်းနဲ့တသိန်းနဲ့ရှင်းတောင်းလာမသိဘူးနော်။အဲအဲ့လောက်ရှိတယ်နော်။ကြီးချူတဲ့မိနစ်ပေါင်းလောက်ရှိရှိရမှာဖြစ်ပါတယ်နော်။ပြောရမယ်ဆိုကျွန်တော်တို့အကောက်တွေက follow တွေများလေးလေးကောင်းနေသေးပေါ့เนาะအယုံဆုံးမိတ်ဆွေတို့မှာစင်တခုရှင်းစီကျွန်တော်အကြံပေးမယ်เนาะ ဟိုက real video file ကြီးပဲတောက်ချောက်တင်တောက်ချောက်ပြီးတော့တင်မယ်ဆိုရင်အဲကျွန်တော်တို့တွေကအရင်ဆုံးပေါ့နော် real video file ပွေသွားပြီးစရင်အဲနောက်ထပ်တစ်ခုမှမိစီတို့ bonnet လေးတွေပွေအောင်ပုံလေးတွေထပ်တင်မယ်အဲအဲနောက်တစ်ပတ်ကျရင်ဟောလာ bonnet လေးပွေသွားပြီးစရင် video file လေးတွေအဲတမနေ့အထက်ရှိတဲ့ video file လေးတွေတင်ပြီးတော့နော်အဲဒီမှာစရင်ကိုကတင်လိုက်မယ်အဲနောက်ထပ်စရင်ကိုလိုက်လို့ပြီးတော့ အဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးတကူကများများလေးလှုပ်ဆောင်ပြီးမယ်ဆိုရင်တော့မိစေတို့နော်မိစေတို့ကွန်တက်မိုဒီတိုက်စေရှင်းဆိုပြီးတော့ထိုက်ပြီးတော့ပေါ်လာလိမ့်မယ်နော်အဲ့ဒါဆိုရင်တော့မိစေတို့ဘန်ချိန်လိုက်ပြီးဆိုရင်တော့မိစေတို့ဘာ error မှမမဖြစ်ပဲနဲ့ကောင်းကောင်းမွန်မွန်ချော့ချော့ချွန်ချွန်နဲ့ပြေးသွားလိမ့်မယ်နော်ကျွန်တော်အကြံပေးတာနော်နားလေသဘောပေါက်မယ်လို့ယုံကြည်တယ်နော်